အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလေခနေ့ကျွန်တော်ဒီဗီဒီယိုမှာခရစ်တိုဒီပတ်ပြောင်းလဲဈေးကွက်တဲ့အချက်လက်ဒီနေ့လက်ရှိဈေးကွက်ပေါ်မှာခရစ်တိုဝယ်တာချင်တဲ့မိတ်ဆွေတွေအနေနဲ့ short term long term ဘလို plan တွေထားရှိအောင်လဲဈေးကွက်ဒါရိုက်ရှင်တွေကဘလို့ရှိနေလဲပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တစ်ချက်နားလည်မယ်ပေါ့ဆိုတော့ဒါကိုမသွားခင်မှာကျွန်တော်ပြီးခဲ့တဲ့ app MC meeting ပေါ့နော်ကျွန်တော် app MC meeting ရ interested cut up ဖြစ်မှာဆိုတော့ဈေးကွက်မှာ stock recovery တွေ့ရဖို့ရှိရဲ့ဒါမှအရင်အတိုင်းပဲဆက်ထားရှိမယ်ပေါ့နော် interest cut up မဖြစ်ဘဲနဲ့အရင်အတိုင်းပဲဆက်ထားရှိမယ်ဆိုရင်တော့တို့တော့ဒါ chart တွေကိုပဲပြန်ပြီးတော့ follow လုပ်မယ်ပေါ့ ဒါလည်းရှိကျွန်တော်ဒါ interest rate ကကတ္တမဖြစ်ဘူး in time ပဲဆက်ထားရှိတယ်ဆိုတော့ကျွန်တော် chart တွေကိုပဲပြန်ပြီးတော့ follow လုပ်မယ်ပေါ့နော်ဆိုတော့လက်ရှိ chart pattern ရလဲကျွန်တော်တို့ကဒါအတန်းတန်းမှာရှိနေပေါ့နော် bullish pattern ဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော်ဒါ dupa data target တွေကိုလက်တစ်ချက်နားလည်မယ်ပေါ့လက်ရှိကျွန်တော် BTC ရဲ့ current price ကိုတစ်ချက်လောက်ကြည့်ကြည့်မှဆိုရင်တော့9800ဘာထက်မှရှိတာကျွန်တော်တို့တွေ့ရတယ်တခြား ETH, SHRP, BNB, Solana, DOSH, ADA, TRH, FS, BCH, .APT, NIA, ICB ပေါ့ ဒီကွန်တွေကလည်းကျွန်တော်တို့ဒါတက်လာတဲ့အနေထားမှာကျွန်တော်တွေ့ရတဲ့ IPC တစ်ခုပဲနည်းနည်း down side မှာရှိနေရပေါ့နော်အာဆိုတော့လည်းရှိကျွန်တော် BTC ရဲ့ 4hour chart pattern ကိုတစ်ချက်လောက်နားလည်အောင်ပေါ့ 4hour အရကျွန်တော်တို့ဒီမှာကြည့်ကြည့်မှာဆိုရင်ဈေးကွက်က trend back ကိုကောင်းကောင်းမုံမှုဖြစ်နေတာကိုကျွန်တော်တွေ့ရတယ် hard high hard low pattern တွေကိုတွေ့နေရတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့ဒါ9000ကနေပြီးတော့9000 2000ခေါင်းတော့အဲ9000ဝန်းကျင်မှာရှိတော့လဲကျွန်တော်ဒီ ascending triangle pattern မြင်ရခဲ့တယ်ပေါ့နော်အဲ့ဒီမှာလဲ ascending triangle pattern ကိုကျွန်တော်မြင်ရပြီးတော့မှ ဈေးကွက်ကကောင်းကောင်း recovery ဖြစ်ခဲ့တာပေါ့လက်ရှိဒီမှာတို့ဒါ9200အထက်မှာ hold ဖြစ်ပြီးတော့မှာလဲလက်ရှိကျွန်တော်မြင်နေရတာလဲ ascending triangle pattern ပေါ့ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါ bullish pattern ဖြစ်တယ်နောက်တစ်ခုကကျွန်တော်ဒါကျွန်တော်ရဲ့ candle ကလည်း200 EMA အထက်မှာရှိတဲ့အတွက်ကြောင့်မလို့ဒါလည်းကျွန်တော်တို့ဒါ uptrend back ကိုပို့ပြီးတော့ represent လုပ်တယ်ပေါ့နော်ဆိုတော့ဒီချိန်မှာကျွန်တော်တို့ anti point တွေ target တွေကဘယ်လိုရှိမလဲပေါ့ anti ကတော့ကျွန်တော်နည်းနည်းလေး downside ရှိမှာပဲယူလို့ရမှာပေါ့နော်လက်ရှိကတော့ကျွန်တော်တို့ဒါဒီဘက်ကကောင်းကောင်းမုံဝင်ထက်ဘက်ကို move ဖြစ်နေတဲ့အတွက်ကြောင့်မလို့ လက်ရှိတော့ဒါဖုံးဖုံးအကြည့်မယူသေးချင်ဘူးပေါ့ဆိုတော့ကျွန်တော်ဒါဒီကွက်ရပေါ့နော်ကျွန်တော်တို့အတွက် target တရားဘယ်လိုရှိမလဲဆိုတော့ကျွန်တော်ရေပြောထားလည်းရှိရဲ့အရင်ကျွန်တော်ဒါ9000 4000 9000 2000ခေါ့နော်ကျွန်တော်ဟိုဘက်8000 3000 8000 4000ကျွန်တော်8000အောက်ရောက်တုန်းကရေကျွန်တော်ဒါ BTCO NTU ထားဖို့ပြောခဲ့တာတွေရှိရဲ့ပေါ့လက်ရှိကျွန်တော်ဒီ9000ကနေ9000 2000ပြည့်ကျွန်တော်ဒီ9000 4000 9000 5000ဒီကြားထဲမှာရှိနေတော့လည်းကျွန်တော် NTU ဖို့ပြောထားခဲ့တယ်ပေါ့နော်လက်ရှိအဲ့ဒီချိန်မှာ NTU ထားတဲ့သူတွေအနေနဲ့ဆိုရင်လက်ရှိ profit ထဲမှာရှိမယ် ျွန်တော်တို့ကဒါပထမဆုံး target ကတော့9000ဖြစ်ခဲ့တယ်ပေါ့ဒါ9000ဆိုတဲ့ target ကိုလည်းကျွန်တော်က chip လုပ်ပြီးတော့မှလက်ရှိဆိုရင်ကျွန်တော် attack ကို move ဖြစ်နေပါတော့ဆက်ပြီးတော့ကျွန်တော်ရဲ့ target ကတော့ပထမဆုံးအနေနဲ့တသိန်းပြင်းတော့တသိန်း3000ပြင်းဟိုဘက်မှာတသိန်း9000တသိန်း8000ပေါ့နော်အဲ့ကနေဆက်ပြီးတော့ဟိုဘက်မှာတော့ကျွန်တော် target ကြီးကြီးလေးရှိလာမယ်ပေါ့ဒါကတော့ကျွန်တော်ဖောက်အောင် chart pattern အရာပေါ့နော်ဆိုတော့ request က update နဲ့မှရှိနေတယ်ပေါ့ကျွန်တော်ဒါ daily chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်အောင်ပေါ့နော် daily အရာလည်းကျွန်တော် update နဲ့မှရှိနေတယ် အဲဒါန်တန်တော့ဆိုရင်တော့ကျွန်တော်တို့ lower လို့ lower high pattern တွေကို follow လုပ်ခဲ့တာပေါ့နော်လက်ရှိ trend မှာကျတော့ကျွန်တော် high 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 လို့ pattern တွေကို follow လုပ်နေတာကျွန်တော်ဒီမှာတွေ့ရမှာဖြစ်တယ်ဆိုတော့ကျွန်တော် daily ကနားလည်ရမှာကနှစ်ခုရှိရပေါ့နော် daily ကကျွန်တော်ဒီ important spot line ဖြစ်တဲ့ဒါကျွန်တော်9000နဲ့9000 2000ကကျွန်တော်ရဲ့ DC point ဖြစ်တယ်ပြီးရင်ကျွန်တော်ဟိုဘက်မှာ resistance အနေနဲ့ပြောရမှာဆိုရင်တော့ဒါ3000 9000 3000 8000ဖြစ်တယ်ပေါ့နော်လက်ရှိကျွန်တော်ရဲ့ current spot line ပြောရမှာဆိုရင်တော့9000ကနေပြီးတော့9000 2000ဖြစ်တယ်ပေါ့နော် ဆိုတော့ကျွန်တော်ကဒါ important spot ကဘာကြောင့်အရေးကြီးလဲဆိုတော့ဒါကျွန်တော်ခုနှစ်တောင်းကနေခုနှစ်တောင်းနဲ့ထောင်ပေါ့နော်မင်းကတော့ကျွန်တော်ဒါခုနှစ်တောင်းအောက်ကိုရောက်သွားခဲ့မှာဆိုရင်တော့ဈေးကွက်ကဒါကျွန်တော်ဒါ VR market လို့ပြောလို့ရရပေါ့နော်ဒါ downside ကိုကောင်းကောင်းမုံသွားမဲ့အနေထားပေါ့ကျွန်တော်ကဒီခုနှစ်တောင်းအထက်မှာရှိနေတဲ့တွေကတော့ကျွန်တော်ဒါစိုးရိမ်စရာမရှိဘူးပေါ့နော်ဈေးကွက်ကကောင်းကောင်းမုံ recovery ဖြစ်ဖို့ပဲအလားလာပိုများတယ်ပြီးတော့ recovery မှဖြစ်နေတယ်ပေါ့နော်ဆိုတော့အထက်မှာကတော့ကျွန်တော် register အနေနဲ့ကတော့ တသိန်း9000တသိန်း8000ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒါ cross low တိုင်းမှာကျွန်တော်တို့ဒါကောင်းကောင်းမွန်မွန်ခုပဲ bull market ပဲ bull run မှာပေါ့နော်ဒါကတော့ကျွန်တော်တို့ daily အရရောပွားဝါရောတစ်ချက်ဒါနားလည်စရာရှိတဲ့အလေးတွေပေါ့ပြန်တော့ဒါပြန်တော့ကျွန်တော်တို့ဒါရေရှည်အတွက်ကို long term အတွက်ဆိုရင်တော့ကျွန်တော်တို့ဒါအ weekly chart ကိုတစ်ချက်လောက်နားလည်ဖို့လိုအပ်တယ်ပေါ့နော် weekly ရဆိုရင်တော့ကျွန်တော်တို့ဒါဒီအရင်ကတည်းက uptrend မှာရှိနေတာဖြစ်တယ်။ uptrend မှာရှိနေတဲ့ဆိုရင်ကျွန်တော်တို့ higher higher low pattern တွေကိုတွေ့ရမှာဖြစ်တယ်ပေါ့နော် ainoa chano da weekly ya har har pattern nong a so yin chano te te atha ma cross pye ka de pye yin no chano nan nan le down side ko pye yauk ka de chin ma 9500 aw ko pye yauk pi lo ma aik ka ni chano sa pi lo recovery pye twar da le shi so yin chano te te na pye yauk ni bi bo no so lo zekwa ma chano ko wa ya ho daily ya ho weekly ya ho chano di uptrend na ma shi ni de ပြန်တော့ကျွန်တော်ဒီ bull market အတွက် target ဒီကတော့33000 33400 33600ပေါ့နော်အဲ33600ပေါ့နော်ဒီလိုနဲ့ကျွန်တော်တို့က target တွေနှစ်သိန်းအထက်ထိကိုကျွန်တော်ခံမှန်းထားကြတာတွေရှိရပေါ့ဆိုတော့အဲ့ဒါအောင်အဲ့ဒီဘက်ကိုကျွန်တော် move မဖြစ်ခင်မှာကျွန်တော်ခုနပြောတဲ့ resistant ပေါ့နော်ကျွန်တော်ဒီတစ်သိန်း9000တစ်သိန်း8000ကိုအရင်ဆုံးကျွန်တော်ဒါအာပြောမယ်ဆိုရင်တော့ cross လုပ်ဖို့အရေးကြီးရပေါ့ဆိုတော့ဒီချိန်မှာကျွန်တော်ဒါ promo entry တွေတော့မယူသေးချင်ဘူးပေါ့နော်ကျွန်တော်ဒါ entry ယူမယ်ဆိုရင်တော့မှ long back ကို small margin low leverage အဲ့လိုပဲကျွန်တော်တခြား coin တွေကို entry ယူချင်တာပဲဖြစ်ဖြစ်ကျွန်တော် long back ကိုပဲယူသေးချင်တယ်ပေါ့ဒါနဲ့ video မှာတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်